ိုရဲ့အမြင်အရောဇောပွဲကတက်မတော်သားတွေနဲ့တက်မတော်အရာရှိပိုင်းတွေရဲ့ကြားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆတဲ့အတွက်ကြောင့်တက်မတော်စာဖတ်နေလို့ဖန်စီထိမ့်သိမ်းတာဖြစ်တယ်ကွာတောင်တကုံလိုနေရာမျိုးတော်မှာစွတ်ပိုက်ပြီးလောင်ချာနဲ့ဝင်ထုတဲ့အဖြစ်ဖြစ်လာတယ်။အများတို့ဒီကပွဲမဲယုံအမကန်ရဲ့ဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ကာကွယ်ပေးမှလုံခြုံရေးယူပေးမှဘယ်လိုဝဲယူပေးမှလဲ။ဘိုးဘွားတရားမင်းစင်းပြီးယူပေး ဟိုင်းချရမီဘာပီတူညိုကိုမော်ရမများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော်နေ့လည်ပိုင်းဗီဒီယိုတပိုးနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးကြားသိရတဲ့ဥပဖြစ်ပတ်တော်လန်တဲ့တွင်သူတင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးချစ်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့အယုံဆုံးနေတဲ့ခတိုင်းလိုပဲတင်းတူလေးတွေချစ်လိုက်ရအောင်နော်ပထမအောင်ဆုံးတင်းတပိုးအနေနဲ့ကတော့ရန်ကုန်မြို့တကုံမြို့တက်တောင်ပိုင်းမြို့နဲ့တရားရုံးမှာလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ၄၀မမနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။တိုက်ခိုက်မှုရှိနေတဲ့နှလုံးပစ်တာနှလုံးလုံးဤမချင်းနေရာထိတယ်ဆိုပြီးတော့မှရန်ကုန်အာမေအဖွဲ့တော်ဝင်ရှိသူကလည်းပြန်မပြောဆိုထားတာဖြစ်ပါတယ်။ရန်ကုန်အာမေရဲ့အနေနဲ့စစ်ကောင်စီနဲ့တက်ဆိုင်တဲ့ပြည်မတွေကိုဆက်လက်တိုက်ခိုက်တော့မယ်ဆိုပြီးတော့မှသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ဒီလိုမျိုးပေါ့နော်စစ်ကောင်စီနဲ့ကျွန်တော်အောက်ထီမှာရှိနေတဲ့ယူဆော်ထီးတွေအုပ်ကြီးတွေကလည်းပြန်မပြီသူတွေကိုနိုင်ကျင်လို့လို့အခုဆိုရင်သူတို့နဲ့ဆက်ဆက်နေတဲ့နေရာဒေသတွေကိုကျွန်တော်တော်လန်တပ်ဖွဲ့ဝင်တွေနဲ့ပြန်မပြီတော့မှတိုက်ခိုက်မှုတွေတရဇက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူမဲ့ကိစ္စဆိုတော့တစုံတရာတရားမှုမရှိနိုင်ဘူးဆိုပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ပေါ်မှာမယုံကြည်ဘူးဆိုပြီးတော့မှကျန်းဖို့ဘိုလ်အလို့အမှုဆောင်မောင်မြင့်မင်းကင်းမဲဆန္ဒနေကြတယ်မြို့တော့မှဝေဖန်ပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကျွန်တော်ကစစ်ကောင်စီရဲ့တရားမှုမရှိနိုင်ဘူးဆိုတော့ထုတ်ပြန်ချက်အဲ့ဒီလိုမယုံကြည်ဘူးဘာကြောင့်လဲဆိုတော့ ိုင်ငံတကာရန်ရဲတွေဆိုတာကနိုင်ငံတကာနိုင်ငံကိုဖျားပြီးတော့မယ်ဆိုမျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျိုးနေတော့တယ်တုတ်ပြီးတော့မှအပိုင်းလုတ်ပြီးဆိုတော့မှအဲ့ဒီနိုင်ငံကိုပြိုကွက်အောင်လုပ်တာအခုလဲကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်နားပိတ်ကျိုးတုတ်စားလုံးနေပြီကျွန်တော်တို့ပုံမှန်တရားမှုကရှိပါတယ်အနေနဲ့များလာမယ်အနေနဲ့အမြန်လာမယ်ပုံပုံလင်းပြောရမယ်ဆိုတော့ ILC ရဲ့စီဝေးကနေပြီးတော့မှအခုလို Article 33ရအေးယူမယ်ပြောတာကတော့ တေးချတဲ့ကလေးကစားတာမဟုတ်ဘူးဆိုပြီးတော့မှကြံဖို့ဘိုးအလို့အမှုဆောင်မိကင်မော်မင်းရနေပြီးတော့မှထုတ်ဖော်ပြောချလိုက်တယ်ပဲဖြစ်ပါတယ်ဒီကောင်တော်မှတည်တယ်နော်ဒါပေမဲ့ခုလိုမျိုးပြောလို့မျိုးစားတယ်ပြောပြတော့မှကျွန်တော်ပြည်သူတွေကိုသူဟက်သက်ရှုံနေတဲ့မိကင်မော်မင်းရဲ့ပါဝဲစစ်တပ်လော်ဘီကြီးစားတွေအရဆိုတော့စစ်ကောင်စီရဲ့ဇော်ဖွဲလိုပဲပြန်လည်ဖမ်းဆီးခြင်းကိုခိုင်းမယ်ဆိုတာတော့ချိန်တိပြောလို့ရတာဖြစ်ပါတယ်ခုကလေးကပြေးထားဖို့လိုအပ်နေတာပေါ့နော် ကျွန်တော်တို့ဒီနေ့နေခင်းပိုက်မှာပထမဆုံးအနေနဲ့ကျင်းပါကတော့မူကြီးနေမျိုးစရာနဲ့ပြီးတော့မှကြာရှုံးနေပြီဖြစ်တဲ့စကွန်စီတပ်ဖွဲ့အနေနဲ့အောက်သူတို့အောက်ခြေတပ်သားတွေကိုကျွန်တော်တလန်ရေးပူအောင်တပ်ဖွဲ့အနေနဲ့သူပူပေါင်းကြဖို့ပေါ့နော်။သူကနေပြီးတော့မှတိုက်တွန်းပြောဆိုထားပဲဖြစ်ပါတယ်။မူကြီးနေမျိုးစင်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်။ကျွန်တော်တို့ရဲ့အင်မီဂျီကွန်မြူနတီနိုင်ငံကြီးတစ်ခုရဲ့ရေရှင်းရီမန်းချက်တစ်ခုပေါ်ဆောင်ရန်အတွက်မြမာပြည်ကလူငယ်လူလတ်တွေအားလုံးကိုငငယ်ရွယ်ရွယ်နဲ့ ပေါ့ငငယ်ရွယ်နဲ့ပျက်စီးသွားအောင်ပေါ့တကွဲမှာတည်တော်ဖြစ်ဖြစ်ဘိုးလေးငါချုပ်တဲ့သားဖြစ်ဖြစ်လူငယ်လူရွယ်ထောင်တောင်းချီပြီးတော့တင်းကျင်ပျက်စီးဖို့ရွယ်ရွယ်ရှိရှိလွတ်ဆောင်နေလေလို့သုံးသပ်ရလာအောင်မယ်အခုကျွန်တော်တို့ဖြစ်နေတဲ့ new deadline တွေမှာလူငယ်ပေါင်းထောင်တောင်းချီဟာဘဝပြည့်အသက်ဆုံးကိုလည်းအင်္ဂါတွေပြည့်ရွင်းနှစ်ဖက်ပျက်စီးနေကြပါတယ်နှစ်ဖက်ကဖက်စစ်အနာရှင်အကြမ်းဖက်စစ်ကောင်းဆောင်တွေဟာဖက်စစ်မိစ္ဆာယူဝါဒရှိတဲ့နိုင်ငံကြီးတွေရဲ့ပံ့ပိုးမှုနဲ့စစ်လက်နက်ပစ္စည်းကိမီ ်ဒီပညာမြင့်ပစ္စည်းတွေဖျားပေးပစ္စည်းတွေ ਨੇ ကျွန်တော်တို့ပြည်သူတွေကိုချေမုန်းတိုက်ခိုက်နေပါတယ်ဒါပေမဲ့သူတို့ဆင်မနာပြင်အများစုဟာဆိုးရှုံးနေပါတယ်ဥပမာဆိုရင်အာရခတတ်တော်ရှိတဲ့အာရခပြည်အယာရီတိုင်းနောက်ပဲခိုးတိုင်းအဆက်အချင်းပြည်နယ်စကိုင်းမြေမြင်ပြင်းပြင်းနယ်ဒလင်းတိုင်းဒေသရှမ်းပြည်နယ်အချို့စိတ်ပိုင်းဒီမြန်မာတော့ဖက်စစ်တပ်ဟာဒီချုံနေနေပြီပဲကျွန်တော်တို့ရှိတဲ့ဒီဂရီဒေသကိုတော့အမြင့်ထန်သူတို့ထိုးစစ်ဆင်နေပါတယ် ဒါလည်းပဲသူ့ရဲ့တန်တမာရေးရာရထိုင်းနိုင်ငံကြီးနဲ့ဆက်သွယ်မှုတွေနောက်ဆုံးကြံတဲ့ပြည်နယ်ဖြစ်လို့ပါရှမ်းပြည်နယ်နဲ့ဆက်ဆက်တဲ့နေရာစစ်ကောင်စီတွေအာဏာစက်မရှိတော့ပြည်ပြည်နယ်နေဆက်အကုန်ကြီးပါခရံရွတ်တိမ်ပြီးပြီတနင်္သာရီကဒေသတခွင်လဲအတော်လိုက်တဲ့ဖွဲ့တွေကတိပိုက်စုမှုထားပြီးဖြစ်တယ်အဲ့တော့ဂရင်းဒီဒေသတခွင်ဒါထိုင်းနေဆက်တစ်ဆောက်သူတို့ဆွတ်လွတ်လိုက်ရပြီဆိုရင်ထိုင်းဆိုရရဲ့တန်တမာအရေးဆက်ဆံမှုနော်အစိုးရဖြစ် legitimacy အတိမတ်ပြမှုအားလုံးကိုသူတို့ဆောရှုံးမှဖြစ်တယ်အဲ့ကြောင့်မလို့ဂရင်းဒီနဲ့ရှမ်းတောင်ဒေသကိုအပြင်းထန်ရဲဆက်ဆက်နင်းနင်းတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါ 啊，这条路一路这条路里面，rock, eyes, really? rock, 对你这条相当地道哈，六个人一段，都业绩嘞，前年个、幺七年、幺的，年，一路也把我们工人保包阿还有三步嘞，那个那个阿刚你不哦，那些不晓得，老熟熟的，但你这些薄膜表示表规模大啊，我也收进来个，收进来一年二万四，地皮内亩，但是阿拉这条路其他个四十米多，啊，地皮内多点嘛，四个人一个地方，空啊，不晓得啥子嘛，太阳、夜卡、水花，哪都卡，一边来这种一队，大来嘞，平树灌木。 哪里个姑娘那边，晓得不？就那秘密马古追着你也来了，时常迷途的也经常到开开去办。古状元不是的，也偷食偷奖，就偷奖吧。我说，就那么拼命的天朝钱呢，比阿庙比阿种烂麻鸡的偷果，就喊人家做阿庙收毛钱咯。再一个，也包，呃，包单单的，不叫么嘞？么不叫这嘞？这人么叫阿的嘞？包单单的偷果，呃，买菜都吃不着，这看不着，这看看不着，写图纸不着，啊，比阿种啊，比阿庙烂麻的偷果，这样的。 ို position နေရရှိပါတယ်အဲ့တော့ရွာကြီးရောတော်တော်များများခုဆိုရှစ်ချောင်းဘွားနဲ့ထပ်ပြေးနေကြပါတယ်ရှစ်ချောင်းဘွားနဲ့ထပ်ပြေးတော့ဘာဖြစ်လဲရာတိတူကလည်းဆိုးရွားနေတယ်ရေခါရီစားဝတ်ရေးစားနေရေးခါရီတွေလည်းဈေးဝယ်ရလဲအမတန်ပုံစံတော့ကြီးပြနေတယ်ဆိုတော့ပြည်သူတွေရဲ့ဘွားကဒီမိုးရာဒီမှာဒီဒီရှစ်ချောင်းပြည်သူတွေရဲ့ဘွားအတော်ကြီးကိုခက်ခဲရုန်းကန်နေကြတာပြရပါတယ်မတော်နိုင်ငံတကာရောက်ပြည်သူတွေနိုင်ငံတကာအစိုးရအနေနဲ့ဖက်စစ်ကြမ်းဖက်မရောလိုက်အုပ်စုရဲ့နောက်ဆုံးချိန်နော်ဖခါခတ်တဲ့သဘောနဲ့ရက်ဆက်ရုံမှာရန်ကန်မှုတွေကိုပုံပုံအချိန်တုံးမြင်မသွားအောင်ပြည်သူတွေအထက်ကနင်းနာဆိုးရှုံးမှုကိုပုံပုံဆိုးရမသွားအောင် 然后西兴的，不离不嘎，对少嘞，离他们没,没有多好。李茂总、跟兰茂总都比王文九咋比张华路主动一点，比他俩客气嘛。 ီမှာဘူဂျီနေမျိုးစင်ကနေပြီးတော့မှာပေါ့နော်ကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအနေနဲ့ဒီလိုမျိုးတော်လန်လိုင်းလုံးအရှင်ကောင်းနေတဲ့အချိန်မှာအဘေဘက်ကနေမြန်မာဝဲဝန်းဖြည့်ဆည်းပေးကြဖို့သွန်းနေပြီးတော့မှာတိုက်တွန်းပြောကြားထားတာပဲဖြစ်ပါတယ်အထူးသဖြင့်မြန်မာပြည်ကျွန်တော်တို့နေဆစီမြင့်တကျော်ကိုတော်လန်တဖို့ဝင်နေပြီးတော့မှာပြည်သက်တင်ပိုက်ထင်းချုံနေဖို့စ조사နေတာပြီးတော့မှာအခုဆိုရင်ဘူဂျီနေမျိုးစင်တို့ပေါ့နော်တော်လန်ရေးလုံကနေလို့ဆောင်နေတဲ့ KNB ပြည်နယ်မှာဆိုတော့တိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတာပဲဖြစ်ပါတယ်လွိုင်းကော movie ဆားတဲ့နေရာတွေတရတွေမှာဆိုတော့စစ်ကောင်စီနေနဲ့ပအုပ်ပြည်သူစစ်တွေနဲ့တူ ဒီထုတ်စစ်တွေစတင်လှုပ်ဆောင်နေတာဖြစ်ပြီးတော့ပြည်သူတွေပေါ့တပြတ်မှုတွေလည်းလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးရက်စက်ချမ်းချုပ်နေတဲ့ Facet Anarchy လို့သူတွေကိုကျွန်တော်တို့နဲ့အများဆုံးပေါ့နော်မြစ်ဖြတ်ချိန်မွတ်တိုက်ခတ်ဖို့ဆိုရင်ကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေနဲ့တော်လိုင်းရဲပေါ်တွေစီလုံးညွှန်ဆောင်နဲ့တိုက်ထုတ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဝတ်တော့ရင်တွေကိုဒီရောင်းဝယ်လို့အနေနဲ့ပေါ့နော်ဆိုင်ဖာကစစ်ကောင်စီရရှိတိုးအကြောင်းတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်စစ်ပီရမှာကြည့်လိုက်ရအောင်နော် ီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားတန်အစီအစဉ်အနေနဲ့ဆရာဖခစစ်တီတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ကျွန်တော်ကအမှတ်နှစ်တက်မတော်စစ်ဖက်ရေးရာလုံခြုံရေးအကူတက်ကစစ်တီတဝီဖြစ်ပါတယ်။ကျွန်တော်တို့တက်ကရုံးအုပ်ဒုအရာခံဘူကိုကိုဦးအကြောင်းပြောချင်တာပါ။နိုင်ငံတော်ကဝိသောက်ကားတွေစီမံချက်နဲ့ဖမ်းနေပေမဲ့ကျွန်တော်တို့အကူနှစ်ကရုံးအုပ်ဖြစ်သူဒုအရာခံဘူကိုကိုဦးဟာဝိသောက်ကားတွေအကြီးအကျယ်ရောင်းဝယ်နေကြပါတယ်။ လက်ရှိဝတ်တောက်ကားကိုရခိုင်ပို့နေတဲ့ကိုညီဆိုသူလုပ်ငန်းရှင်နဲ့ပေါင်းပြီးရောင်းဝယ်နေကြတာပါလက်ရှိသူစီးနေတဲ့ကားကကိုညီပေးထားတဲ့ဝတ်တောက်ကားပါနိုင်ငံတော်ကစီမံချက်နဲ့ဖမ်းနေချိန်မှာဆာယာဖားဆိုတဲ့တပ်က ရုံးအုပ်တယောက်ကအခုလိုဥပဒေမဲ့လုပ်နေတာကိုအများကသိအောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမရတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမေတွေနဲ့ဝန်ထမ်းတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ် တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါလိမ့်ရှင်။ဒါတော့ဗောနော်စစ်ကောင်စီရဲ့ဆိုင်ဖာတက်ကအရာရှိတွေအရဆိုတော့ဝတ်တော့ရင်ကိုကိုယ်တိုင်ကိုကြရောင်းဝယ်လို့နေတယ်ဆိုတဲ့တက်တဲ့တွေသူတို့ကိုယ်တိုင်ပြောဆိုလာတာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းစစ်ကောင်စီရဲ့အများဆုံးထိန်းချုပ်ထားတဲ့ဗောနော် AOD နဲ့ နေပြည်တော်မှာဆိုရင်တော့ဒီလိုမျိုးဆိုင်တွေများစွာဒီကောင်တွေကနေပြီးတော့ဖွင့်လှစ်ထားတာပြီးတော့ဒါတွေကိုလည်းစစ်ကောင်စီဘက်ကနေပြီးတော့မှလုံမဖန်စီတာမျိုးတွေမရှိဘူးလို့ကျွန်တော်တည့်ရတာပဲဖြစ်ပါတယ်ကျွန်တော်ကြေးရနေပြည်သူတွေနဲ့မြို့ပေါ်မှာရှိနေတဲ့ပြည်သူတွေအားလုံးကနေပြီးတော့မှစစ်ကောင်စီရဲ့ဒီလိုမျိုးအကြမ်းဖက်ဖန်စီမှုတွေနဲ့သူအခုဆိုရင်ပြင်တော်လုံးဝမထွက်ရဲတော့တဲ့အချိန်မှာဒီကောင်တွေကဒီလိုမျိုးကိုယ်တိုင်ပေါ့နော် ဒီဝတ်တော်ရင်ကိုစီးပြီးတော့မှပြည်သူတွေဖမ်းဆီးတယ်ဆိုတာတော်တော်လေးရိုးပေါက်နေတာပဲဖြစ်ပါတယ်။ဘုံမတွေကိုယ်တိုင်ကနေပြတော့ပြောဆိုနေကြတာမို့လို့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်စောင့်ကြမှာပါနော်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကြော်မြင့်မြင့်နေပြီးတော့မှ model agency ပိုင်ရှင်ဖြစ်တဲ့ဂျွန်လွယ်ကိုစစ်ကောင်စီရဲ့နေပြီးတော့မှဖန်ဆီးစစ်ဆေးမင်းမြတ်နေတဲ့ပုံမှာဘယ်လိုမျိုးပြောလင်းပြောဆက်ပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဂျွန်လွယ်လည်းအခုဖန်ဆီးခံထားရပါတယ်ဆိုပြီးတရင်တွေတက်နေပါတယ် ဂျွန်လွင်ဖန်ဆီးခံထားရတယ်လို့တင်တယ်ဒါပေမဲ့ဖန်ဆီးခံထားရတယ်ဆိုတာထက်ကျွန်တော်ကတော့ဂျွန်လွင်ကိုခေါ်ယူထိန်းသိမ်းပြီးတော့မေးမြန်းစစ်ဆေးနေတယ်လို့ပဲကျွန်တော်သုံးချင်တယ်ဂျွန်လွင်ကိုမေးမြန်းစစ်ဆေးနေပါတယ်ဆိုတဲ့တင်နေရခုဘယ်လိုတက်လဲဆိုတော့ဂျွန်လွင်နဲ့ပတ်သက်ပြီးတင်ရမျိုးစုံတက်နေတယ်အဲထက်မှာတစ်ခုကအဲ့ဒါဘာလဲဆိုတော့ဂျွန်လွင်ကတဲ့နော် Star အဲ Star Model Model Agency ပေါ့ Star Model Agency ကဂျွန်လွင်ကတဲ့အဲသူကပြီးခဲ့တဲ့ဂျွန်လငားရနေတဲ့စာပြီးသူခေါ်ယူစစ်ဆေးနေတာဖြစ်တယ်တဲ့အဲ့တော့ဘာလဲဆိုတော့သူကအစောရောချမ်းချမ်းပေါ့ပြီးခဲ့တဲ့ရက်ပိုင်းချမ်းချမ်းကိစ္စတည်တယ်မှာချမ်းချမ်းရောင်းချတဲ့ပစ္စည်းတွေကိုသူကဝယ်ယူပြီးတော့ ဝေဝီသုံးဆွဲတယ်ဖြန့်ချီတယ်စသဖြင့်ဒါထက်ဆင်ဖြန့်ချီတယ်ဒါမျိုးလုပ်တယ်လို့သတင်းကြားတဲ့အတွက်သူ့ကိုခုံစစ်ဆေးနေတာပါဆိုပြီးတော့ဟိုသတင်းတွေကိုစတက်လာတယ်ဆိုတော့ဂျွန်လွန်ကပြေးရတဲ့ပိုင်းပြည်ပနိုင်ငံစီသွားတယ်နိုင်ငံပေါင်းစုံချောက်သွားတယ်ပေါ့သွားတဲ့ခါမှာချမ်းချမ်းရောက်ကြတဲ့ကော်ပီစီသူဝေယူတယ်ပြီးတော့မှရောင်းတယ်ဒီသတင်းကပြန့်နှံ့နေတဲ့ချက်အဲ့လိုပြောတယ်ဒါပေမဲ့တချို့ကျတော့ခိုင်နှုံးဝေဝေမှန်လို့ဆိုပြောတယ်ဘာမှမဆိုင်ဘူးကြာခိုင်နှုံးဝေပြောရုံနဲ့တော့မဆိုင်ဘူးခိုင်နှုံးဝေပြောရတယ်ခိုင်နှုံးဝေကအဆိုးရမဟုတ်ဘူးလေမဆိုင်ဘူးလေသို့တော်တခုတော့ရှိတယ်ခိုင်နှုံးဝေသူရေးလိုက်တဲ့ဟာကခိုင်နှုံးဝေကသူ့ကိုအဲဂုံတိခါကြာဆင်းစေပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ်ဆက်သွေးပုံမှာ66ခါးလေးနဲ့ထတရားဆွဲရင်တော့မသိဘူးအဲ့ဒါဆိုတော့မသိဘူးဒါပေမဲ့ခိုင်နှုတ်ကိုဝေဖန်လို့ပါဖြစ်တော့မဖြစ်နိုင်ဘူးခိုင်နှုတ်ကိုတရားဆွဲတယ်66ခါးလုံးကတော့တရားဆွဲတယ်ဆိုရင်တော့ဖြစ်နိုင်တယ်အဲနံပါတ်2တော့အဲ့လိုဆိုတော့ခိုင်နှုတ်ရအောင်ဆွဲမှုပြကဲပြောအဲ့လိုပြောရင်တော့ဆိုတော့ဂျွန်လင်းကိုဗာနဲ့ခေါ်ယူစစ်စစ်နေမှာတော့မသိပါနဲ့ဂျွန်လင်းကိုခေါ်ယူစစ်စစ်နေတယ်ဆိုတဲ့တင်းကတော့ confirm ရတယ်ကျွန်တော်တို့က confirm ရတယ်ဒါပေမဲ့ခေါ်ယူစစ်စစ်တာပဲရှိတာဖမ်းတယ်လို့ပြောလို့မရသေးဘူးခေါ်ယူစစ်စစ်လို့ तू ကပြစ်မှုကျူးလို့နေဆိုရင်တော့ဖမ်းတယ်ဆိုင်ကြမှာပေါ့ဆိုတော့ခေါ်ယူစစ်စစ်ရဲ့အဆင့်ပေါ့နော်အချုပ်ကိစ္စတွေကခေါ်ယူစစ်စစ်ချင်းအဆင့်ကိုလူတွေကပောက်ကွက်ရအောင်ဖြန့်တာပြဿနာဆိုးတယ် ဲ့ဒါဒါတော့သတိထားဖို့လိုတယ်ဘု து ဖြစ်ဖြစ်ပါဘု து ဖြစ်ဖြစ်ပါလူတိုင်းကိုနိုင်ငံတော်ဟာလိုအပ်ရင်ခေါ်ယူမေးမြန်းတာတွေစစ်ဆေးတာတွေခေါ်ယူမေးမြန်းဆွေးနွေးတာတွေလုပ်လို့ရတယ်နိုင်ငံတော်ဘု து ကဘုစုအဲ့ဒါဖမ်းတာမဟုတ်သေးဘူးအဲ့လောက်တော့ကိုရမြင်ကြဖို့ပြောလို့ရတယ်ဒါပေမဲ့တိုးတော်လေစစ်ဆေးလို့အမှုပေါ်ပေါက်ရင်တော့ဖမ်းတဲ့ဆင်ကိုရောက်သွားပါလိမ့်မယ်အမှုဖမ်းတဲ့ဆင်ရောက်သွားပါလိမ့်မယ်အဲ့တော့လောလောဆယ်တော့ခေါ်ယူစစ်ဆေးနေတယ်ဆိုအဆင့်လောက်နေပဲသိထားဖို့လိုတယ်လို့ပဲပြောရင်းနဲ့ဒီနေ့တော့တော်တော်ကြပါကျော်ရင်ပြောချင်တဲ့ပုံစံရတော့ပါနော်စစ်ကောင်စီနေတဲ့ဒီချမ်းချမ်းရဲ့ထုတ်ကုန်ပစ္စည်းတွေပေါ်မှာဂျွလင်ကိုရိုင်းကနေပြီးတော့မှကိုရိုင်းတုံးဆွဲပြီးတော့မှရောင်းချနေတယ်ဆိုတဲ့ပုံစံမျိုးကြောင့်ခုလိုမျိုးဖန်ဆီးရတယ်ဆိုတဲ့ အနေထားကိုရုတ်တယ်ဆိုပြီးမှပေါ့နော်ပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးတည်ထားတဲ့အချိန်စစ်ကောင်စီအနေနဲ့ကတော့သူတို့ရေပေါ်စီအမှုပညာရှင်တွေလည်းဟုတ်ဆိုရင်ဘောတာဆွဲဖမ်းဆီးမှုတွေစတင်လုပ်ဆောင်မယ်ဆိုပြီးမှချင်းချောက်ဝါရဖန်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပြီးမှဒါကတော့ကျွန်တော်သူတို့ ရက်ွက်တော့ဗောနော်တော်တော်လေးကိုအထိတ်တလန့်ဖြစ်စီမဲ့တရင်မျိုးပဲဖြစ်ပါတယ်ပြီးသူတွေဘက်ကနေပြီးတော့မှအရုပညာရှင်တွေနဲ့ကျန်တဲ့ဒီအနုပညာရဝင်းကလူတွေအားလုံးပြီးသူတွေနဲ့ပူပေါင်းပြီးတော့မှဒီတော်လိုင်းမှာထိထက်ဝင်လှုပ်ဆောင်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာနားမယောင်မဲနဲ့ဗောနော်စစ်ကောင်စင်းနဲ့ဖက်ကဆက်လုံးနေအောင်မယ်ဆိုတော့ဒီတဲ့ပို့ပြီးတော့မှဆွေးရတဲ့အနေထိုင်ရုံတွေမြောက်ဖို့ရှိနေတာပဲဖြစ်ပါတယ်ကိုထီလာမှာဖရဲသားနေပဲရေပေါ်စီအနုပညာရှင်ရဝင်းကတော့ဘယ်လိုမျိုးခြေနေတွေကြုံရမလဲဆိုတော့ကျွန်တော်တို့အဆောင်ချက်မှာဖြစ်ပြီးတော့မှ ဒီကြောင်းနဲ့တပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဇော်ပရင်ကိုနိုင်ငံတော်ဆင့်နေတဲ့ဖန်စီခံလိုက်ရတဲ့စပရမဘောနော်ပြောဆိုလာတဲ့အဘာသာကိုကြီးဆိုတဲ့ငါနဲ့ပြောစကားလေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ပြောရမယ်ဆိုလို့ရှိရင်ဇော်ပရင်ကိုဖန်စီတာနိုင်ငံတော်ဆင့်ဖန်စီတာဖြစ်တယ်။နိုင်ငံတော်ဆင့်ဖန်စီရယ်ဆိုလို့ဆိုမီဇော်အောင်ဆန်းစုကြည်တို့နော်။နောက်ပြီးတော့သမရာကြီးဦးမင်းမင်းတို့ဖန်စီလိုမျိုးဖန်စီတာနော်။တက်မလို့ထောက်လန်းကြီး တယ်မထောက်လည်းစားဖားနေဖန်းစီတာဖန်းစီရဲ့အတွက်ကြောင့်မို့လို့ဇော်ဘုံရနိုင်ငံတော်အစ်စ်ဖန်းစီရလောက်အောင်ဘာဒီများပြဿနာရှိနေလို့လဲဆိုရဲဟာကိုကြီးတနေရနေပြကိုကြီးရဲ့အမြင်ကိုတက်တက်သုံးတက်ပဲကဲကိုမောင်ရဲ့ဒရင်ဘလော့ကပြီးသွားပြီကိုကြီးရဲ့အမြင်ကတော့ဇော်ဘုံရတက်မတော်သားရင်းနဲ့တက်မတော်အရာရှိပိုင်းတွေရဲ့ကြားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာတယ်လို့ယူဆရတဲ့အတွက်ကြောင့်တက်မတော်စားဖားနေလို့ဖန်စီထိမ့်သိမ်းတာဖြစ်တယ်ကွာပြောပြီနော်ကိုကြီးရဲ့သုံးသက်ချက်မမှားဘူးဆိုလို့ရှိလို့ရှိရင်ဇော်ဘုံရဲ့စကားလုံးနေဘူး အခုဒီနောက်ပိုင်းမှာဇော်ဘွေးနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ကိုကြီးမမြင်ဘူးမကြားဘူးတဲ့ဒီစကလုံးနေပေါ့နော်ကိုကြီးနားထောင်ကြည့်တဲ့ခါကျတော့ဇော်ဘွေးကတက်မလို့သာအောက်ချူအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဖက်ကအရန်ပေါ့နော်အားပေးတယ်နော်ဖြူတယ်တန်းတယ်နော်သူ့ရဲ့အလုပ်ရက်တည်းကပေါ့နော်အောက်ချီစစ်သားတွေအတွက်နော်များစွာသောထောက်ပံ့မှုတွေကိုသူလုပ်ခဲ့တယ်ဒါပေမဲ့အထက်ပိုင်းကိုကျတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်နော်သူဆဲတာကြီးမှားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုလို့ဘူးနော်မဆိုလို့ဘူး ဆိုလိုချင်တာကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်ရကြီးပိုင်းနေကိုနေစိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရတချို့သောစကလုံးအုံနှုံနေတာတိတ်များလာတဲ့အခါကျလို့ရှိရင်ဒါဟုတ်တဖက်ကဇော်ဘွေးနဲ့ပြဿနာတက်တဲ့သူတွေကနေပြီးတော့ဖန်စီထိန်းသိမ်းနေဥမာအောင်ဥအောင်မင်းတို့ဘာလို့ပေါ့နော်ပြောနေကြတယ်ကိုကြီးကတော့မထင်ဘူးကွာဘာကြောင့်မထင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲတာလောက်နေတော့တော့ကလေးကလားဆန်ဆန်ဖန်စီမယ်လို့မထင်ဘူးတက်မလို့ဆိုရယူဆဲနေတာဇော်ဘွေးမှာဆဲနေတာမဟုတ်တော့တခြားတနိုင်ကလုံးနေနေဆဲနေတာနော်ဒီနီပိတ်တွေဆိုအာရေလေမိုးမောင်ဆဲတာကိုကြီးတို့ကလွယ် ဒီကောင်းတော့ပေါ့နော်ဟုတ်စွန်ဇောဘင်းကိုနိုင်ငံတော်အစ်စ်နေနဲ့ဖမ်းဆီးတဲ့ကိစ္စကတော့ဒီတမိတာဆိုးအနေနဲ့စစ်ကောင်စီရရှိတွေကြတဲ့မှာဇောဘင်းကိုတန်းနေပြီးတော့မှဒီခေါ်တက်ရှိုတဲ့နေလာနေတုံပြုခဲ့လို့ဖမ်းဆီးရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့အတီပြပြောကြလိုက်တာဖြစ်တယ်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းဟန်ညင်းလိုအဆုကိုတန်းရနေပြီးတော့မှဟုတ်စွန်ဇောဘင်းကိုတောင်းချရေးလို့ရနေအောင်ဝိုင်းဝန်းကြိုးစားနေကြတာကိုချီးကျပေးဒီကောင်တွေကတော့ဟုတ်စွန်ဖက်ခွက်စားမညီရကနေပြီးတော့မှဖြစ်ပေါ်လာတဲ့အခြေအနေကိစ္စတွေပဲဖြစ်ပါတယ်ပြဿနာတော့ပို့ပြီးတော့မှကြီးထွားလာတာဖြစ်ပြီးတော့မှ တမီတာစုအနေနဲ့ပေါ့နော်အခုဆိုရင်ဒီလိုမျိုးစစ်ကောင်စီရရှိတွေကိုအပိထောက်ခံနေကြပါတယ်ဆိုတော့ဒီစစ်တပ် lobby တွေကြားထဲမှာအချင်းချင်းတတွင်းယူရင်းပစ္စည်းမှုတွေများစွာဖြစ်ပေါ်နေတာပြည်မှာဒါကတော့ကျွန်တော်ပြည်သူတွေကိုဒီကောင်တဲ့ပြည်မှာစော်ကပြောဆိုမှုတွေနောက်ဆက်သွဲခန်းဆားရတဲ့အကျိုးတွေပဲဖြစ်ပါတယ်ဒီတပ်ပို့ပြည်မှာလာအောင်ပါပေါ့နော်ပြည်သူတွေဘက်ကနေပြည်မှာအလေးဝင်ချောက်ဖို့လက်ကမ်းကြိုဆိုနေတဲ့အချိန်မှာကျွန်တော်တို့ကိုချင်းချောက်ပြောဆိုမှုတွေလုပ်နေတဲ့ဒီစစ်တပ် lobby အတိုင်းဝန်နေတဲ့ဒီတပ်ပို့ပြည်မှာဆိုရတဲ့အခြေအနေတွေကိုခန်းဆားရတော့မှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောတင်တဲ့ကိုစီကနေပြီးတော့မှဗီဒီယိုလူထုတွေကိုနေ့စဉ်နဲ့မြတ် ES တက်ဖြတ်ပြနေတဲ့စစ်ကောင်စီနဲ့မြောက်လိုင်းတို့အုပ်စုကိုဘယ်လိုမျိုးတတိပြောဆိုထားမလဲဆိုတာကျွန်တော်တို့စက်ပီတိုမှာကြည့်လိုက်ရအောင်နော်စစ်မှုထမ်းနေကျွန်တော်စပြီးတော့စစ်မှုထမ်းပြင်တဲ့ပတ်စဉ်တင်းနှစ်တုံးခေါ်နေတဲ့အချိန်မှာစစ်သက်ထောက်ခံတယ်ဆိုတဲ့အဲ့ဒီဘောမကြီးဖုတ်နဲ့ခိုးကြီးစက်ဖောက်ထားတဲ့ဖုတ်ခွေးတွေဘာပြောခဲ့လဲမှတ်မိတာအဲ့ကောင်တွေအခုမင်းတို့သွားဂုတ်ကန်လို့ဆိုပြီးပါရိုက်ပြီးမေးကြည့်ရဟမ် စစ်မှုထမ်းတင်တန်းဆိုတာနော်လုံးဝစစ်မတိုက်ကြဘူးဟုတ်လားမလားလုံုံရေးပဲယူပေးရမယ်စစ်ပညာတင်ပေးတာပြီးနှစ်နှစ်ပြည့်ပြန်ထွက်ကြမယ်လို့ပြောခဲ့တဲ့ကောင်ကြီးပါဇက်ပေါက်ဘာဆိုဝိုက်လဲအခုတော့အဲ့ဒါပဲလက်ရှိစစ်ပေါင်းစီကပြောခဲ့တဲ့အရာနဲ့နော်ပါဇက်နဲ့ဖင်မှားနေတဲ့ကောင်ကြီးပဲသူတို့ပြောခဲ့တဲ့အရာအားလုံးကဒီနေ့အချိန်ထိမှန်ကန်နေဆိုတာဘာတစ်ခုမှမရှိဘူးဟမ်အကုန်လုံးလိန်ညာမှုတော်ဝါတော်ပေါ်တင်လိန်ပြီးတော့လှုပ်ချင်နေလို့နေတာအဲ့တော့အဲ့လိုကောင်မျိုးတွေကတိုင်းပြည်ရဲ့အာဏာကိုတိမ်းပြီးတော့ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာကိုလက်ခံစရာအကြောင်းရှိလားမရှိဘူးလား တီသူကတော့ဒါကြောင့်လက်မခံတာအခုတော်နိုင်ရေးရှင်းလဲတော်နိုင်ရေးဘက်နဲ့စစ်ကိုလိုလိုတိုက်နေကြတာဟုတ်တော်နိုင်သားကြီးကစစ်တပ်ကစစ်တမ်းလေးအပြန်ဖို့အတွက်တိုက်နေတာစစ်သားအားလုံးတွေဖို့တိုက်နေတာလည်းမဟုတ်ဘူးနော်လက်ရှိအာဏာသိမ်းမှုကအာဏာသိမ်းတာနဲ့စစ်ကောင်းဆောင်တွေကိုယ့်အပြစ်ကိုခံရတယ်သူတို့ကျွလွန်ထားတဲ့စစ်ရာဇဝတ်မှုကိုသူတို့ကိုယ်တိုင်ပြန်ခံရမယ်နံပါတ်နှစ်စစ်တပ်ကစစ်တမ်းလေးအပြန်ရမယ်နော်ဖက်ဒရယ်ဒီမိုကရေစီစစ်နိုင်ငံဖြစ်လာဖို့အတွက်ခြေကံဥပဒေမူတန်းတွေထွက်လာအောင်အဲ့ဒီရည်ရွယ်ချက်နဲ့တိုက်နေတာဖြစ်တဲ့အတွက်လက်ရှိစစ်ကောင်စီကလှုပ်ပေးမဲ့အထူးအရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းလက်မခံတယ်လို့ ပြည်သူကလည်းလုံးဝလက်မခံဘူးအဲ့တော့အဲ့ဒီလက်မခံတဲ့အရာကိုအတင်းအဓမ္မစန့်ကျင်ပြီးလုံးမယ်ဆိုရင်တော့လုတ်တဲ့ကောင်းတွေအတွက်เนาะတက်ရမှုကတော့လာမှာပဲအခုလက်ရှိစစ်ကောင်စီမှာအဲမှတ်မှုတင်ထားတဲ့ပါတီပေါင်း40ကျော်ရှိတယ်လို့ကြားသိရတယ်အလုံးကတော့တိတဲ့အတိုင်းကျန့်ဖို့ပါတီနဲ့ NLD လက်ထက်မှာတောက်လျှောက်ကျန့်ဖို့ကကြေညာလို့များကိုထောက်ခံလာတဲ့အဲ20တက်ပါတီဟုတ်တယ်နော်20တက်ပါတီပြီးလို့ရှိရင်ဟုတ်ပါပါလေရုပ်ောက်ပွဲလို့အတန်ကြားလိုက်တာနဲ့ချီးမြင်နဲ့ခွေးလို့အမိနှံပြေးလာကြတဲ့နော်နိုင်ငံရေးကိုအောက်လန်းကဝင်မဲ့ခွေးသွေးပေါက်ကဝင်မဲ့အောက်တန်းစားတွေ ပြည်သူကိုကိုစားပြုတဲ့ပါတီတခုမှမရှိရှင်းရှင်းလေးပဲအဲ့တော့အဲ့လိုမရှိတဲ့ဟာကိုဒီရွေးကောက်ပွဲကိုရမ်းအောင်လုပ်မယ်ဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတရားဝင်ပြင်ညာပြီးတဲ့ NGO ဘက်ကလက်ရှိစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးလို့နိုင်ငံကဘာတိပြင်ညာထားတာဖြစ်တဲ့အတွက်အန်ဒီလွတ်တော်အမတ်တွေအနေနဲ့အခုရန်ကုန်လိုနေရာမျိုးနော်တောင်တကုန်းလိုနေရာမျိုးတောင်မှ short tight ဒီလောင်ချာနဲ့ဝင်ထုတဲ့အဆင့်ဖြစ်လာပြီခမရတို့ရွေးကောက်ပွဲမဲယုံအမကညာရှိတာအဲ့တော့ခမရတို့ကာကွယ်ပေးမှလုံခြုံရေးယူပေးမှဘဒွဲယူပေးမှမိုးပေါ်ကတရားမင်းစင်းပြီးယူပေးမှမဟုတ်ဘူး နော်အဲ့ဒီအာနာတိန်ထားတဲ့ခေါင်းတွေကပဲသူတို့ထွက်ပေါက်ရဖို့တွေ့ခမည်းတော်ကိုလုံခြုံယူပေးမှာသူတို့ကိုယ်တိုင်တော့မလုံခြုံလို့ဘဲမှမထွက်ရတဲ့ခေါင်းတွေကခမည်းတော်ကိုလုံခြုံယူပေးမှာဆိုတော့မြေချင်တယ်ဒီလွတ်တော်ကိုယ်စလဲတွေကနော်ဒီအခုမင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲမှာကိုယ့်ကိုယ်ကိုယ်စလဲဆိုပြီးတော့ဝင်ပြီးတော့မဲပြိုင်မဲ့ခေါင်းတွေကပြည့်မသေးတတ်လို့လားပြောပြီနော်ကိုစီကတော့သူပြောတာလုံးဝတဘာဝကြတာဖြစ်တယ်ကျတော်အစ်ကောင်စီတက်ဖို့မနေနဲ့ဒီချိန်မှာမျောလိုင်းရတယ်ပြတော့မှာရွေးကောက်ပွဲကျင်းပဖို့လွန်နေတဲ့အချိန်မှာ ခွေးသွေးပွဲအောင်နဲ့မြန်မာဝင်ဖို့ကြိုးစားနေကြတဲ့ဒီဖက်ကွက်စားနိုင်ငံရေးပါတီဝင်တချို့ကဆိုတော့အခုဆိုရင်တော်တော်လေးကိုအောက်တန်းချရုံမာနေတာပြီးတော့မဲဆွဲစည်းအုံးမှုတွေလည်းစတင်လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်ပြည်သူတွေဘက်ကလည်းမြန်မာအားလုံးကြီးညာထားတဲ့အတိုင်းပဲမြောက်လိုက်နေတဲ့ရွေးကောက်ပွဲကိုလုံးဝမကျင်းပနိုင်စေရဖို့ဆိုပြီးတော့တန်းနေထန်ချထားပြပြဖြစ်လို့ပေါ့နော်။အခုဆိုတော့ကျွန်တော်ဒီနေ့အကုန်မှာပဲစစ်ကောင်စင်းနဲ့ physics analysis နဲ့မြစ်ဖြတ်ချိန်မှုတွန်းနိုင်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ကျွန်တော်ပြည်သူတွေဘက်ကလည်းမြန်မာဝိုင်းဝန်းပန်ပုတ်ကူညီနဲ့ကျွန်တော်အားလုံးကိုတက်ဖြတ်နေတဲ့ပေါ့နော်စစ်ကောင်စီကို အမြန်ဆုံးအရေးယူထောင်ချနိုင်ဖို့ပြီးတော့မှကျတို့ရဲ့ရတရထက်တဲ့ခွင့်အရေးတွေကိုပြန်လည်ရရှိနိုင်ဖို့ဆိုရဲကျတို့အခုချိန်မှာကလေးကတော်လရင်နဲ့ဆက်ဆက်သူမှတပြက်စီလို့ညရာဆောင်နဲ့တပေါင်းစုတစ်ခုတိဆောက်ပြီးတော့မှ Fisher Anderson စနစ်ကိုအမြန်ဆုံးပြိုချပြိုလဲနိုင်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းထားလောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့နေ့ခင်မတစ်ပြက်ဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချင်းနဲ့နေ့တည်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်